တရင်ကျော်လာပြင်းနေမှာဘယ်မှမရောက်လို့ကိုယ်အိမ်မှာပဲပွဲစည်းမှုဖြစ်တဲ့မရွေးခွက်ခေါ်ကောက်ညင်ခွက်ကြောင့်လေးကိုလှုပ်ရှားပါမယ်။ကောက်ညင်နှစ်ဘိုးကို3နိုင်လောက်စိန်ထားရပေါ့နော်။ကောက်ညင်ပေါင်းမှုအတွက်ကိုပိတ်ဆလေးခံမယ်။ပိတ်ဆမရှိတော့ငပြောရွက်လေးနဲ့ပေါင်းလို့ရပါတယ်။ပေါင်းချိန်ကတော့မိနစ်20လောက်ဆိုရင်ရပြီ။မိနစ်20လောက်ဆိုတာတစ်ဖက်ကနည်းနည်းလေးနူးနေပြီဆိုတော့နောက်တစ်ဖက်ကိုလှမ်းပြီးတော့မှွေမယ်။ တဖက်ကိုလှမ်းပြီးဆိုလို့ရှိရင်တော့နူးမြန်သွားအောင်ရေလေးနဲ့တောက်ပြီးတော့နောက်ထပ်မိနစ်20လောက်ထပ်ပောင်းထားပါမယ်။ရပြီဆိုလို့ရှိရင်တော့ကောက်ညင်ပောင်းကိုအဝိုင်းပုံဖော်ပါမယ်။ပုံဖော်ဖို့အတွက်နမ်းမာကြတော့ထိုးခွင်းအဝိုင်းလေးကိုပဲတုံထားပါရယ်။ပုံသွင်းလို့ရှိရင်လေနမ်းအခုပြထားသလိုဇွန်လေးနဲ့ဖိဖိပြီးတော့ဖိကြက်အောင်ပုံသွင်းပြီးတော့ခြောက်သွားတဲ့ခါကြလို့ရှိရင်ကွဲထွက်နိုင်အောင်မလို့အခုနမ်းကတော့ဘန်းမှာစီလေးတုတ်ထားတယ်ပေါ့နော်မကတ်သွားအောင်။နေနဲ့နမ်းက3ရက်လောက်အချောက်ခံထားတယ်။လုံးဝအခုခြောက်သွားပြီ။ခြောက်သွားပြီဆိုတော့မောက် ကြော်ဖို့အတွက်အိုးတဲ့ကိုစီမြများနဲ့စီကိုပပွတ်စုအောင်အရင်ဆုံးအိုးအပူပေးထားမယ်စီပပွတ်စုလာပြီဆိုရင်တော့မုတ်ကိုထည့်မယ်ဘဲလန်ညာလန်လုံးမယ်ဒီမုတ်ကလေအကြိုက်ထားလို့မရအောင်နော်ညီပြီးတော့တူးအောင်မှဆိုလို့ခဏလောက်ပဲကြော်ရမယ်နောက်တစ်ခုကိုလည်းအဲ့တိုင်းပဲကြော်မယ်ဒါတော့မှနည်းနည်းလေးညှိသွားတယ်ဘာမှမဖြစ်စားလို့ရတယ်မုတ်ရပြီဆိုတော့ထញ្ញက်ရည်လေးကိုစပြီးတော့ကြိုပါမယ်ထញ្ញက်ထည့်မယ်ရည်လေးထည့်မယ်ညောင်စည်းကျသွားတဲ့အချိန်ကြလို့ရှိရင်နန်းတို့တွေကဒါကတော့မုတ်ပေါ်မှာစပြီးတော့ဆမ်းပါမယ်ဒါနဲ့စကားမဆက်မရွက်ွက်ရောင်းတဲ့ ူတွေရှိလို့ရှိရင်လေထညက်ရည်ကိုများများလေးစမ်းပေးကြပါနော်အခုကကြတော့ကြောင်ရှူးရှူးလောက်နည်းနည်းလေးပဲစမ်းထားတဲ့ခါကြတော့ဘလို့မှစားလို့မရဘူးအောက်ကကောက်နှင်းကလည်းဘာရသာမှမရှိနေဘူးဆိုတော့ထညက်ရည်ကိုများများစမ်းပေးပါ